မေရိကန်ကျောင်းသားအော်တိုဝမ်ဘီယာကိုလူသားချင်းစာနာမှုကြောင့်လွတ်ပေးလိုက်တာဖြစ်တယ်လို့ဂျွန်လ15ရက်နေ့မှာမြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကထုတ်ပြန်ကြေညာခဲ့ပါတယ် အလုသမားစခန်းတစ်ခုမှာအချင်းကြခံနေရချိန်မှာတတိလိမေမျောသွားခဲ့ပြီးရနောက်သူ့ကိုပျုံရန်ကိုပြန်လည်ပြောင်းရွှေ့ပေးခဲ့ပြီးနှစ်ရက်အကြာမှာမြောက်ကိုရီးယားကပြန်လွတ်ပေးလိုက်တာဖြစ်ပါတယ်။ဆန်ဆနတီကဗာဂျီးနီးယားတက္ကသိုလ်ကျောင်းသားအော်တိုဝမ်ဘီယာဟာဟိုတယ်တစ်ခုကနေနိုင်ငံရေးပိုစတာတစ်ခုကိုခိုးယူခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးမြောက်ကိုရီးယားနိုင်ငံမှာတနစ်ခွဲကျော်ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ကင်ဂျုံအန်အစိုးရဟာသူ့ကိုအကြမ်းဖက်ရက်ဆက်ခဲ့တယ်လို့သူ့မိသားစုကပြောကြားခဲ့ပါတယ်။ အလုတ်ကျန်းစခန်းကိုရောက်နေတဲ့အသက်22နှစ်ရှိ Frederick Wambia ကို2019ခုနှစ်ဇွန်လ13ရက်နေ့မှာလူသားချင်းစာနာတဲ့အနေနဲ့အိမ်ပြန်ပို့ခဲ့တာဖြစ်ကြောင်းမြောက်ကိုရီးယားဗဟိုတရားရုံးကသူ့ကိုပြန်ပို့ဖို့ဆုံးဖြတ်တဲ့နေ့မှာပဲသူ့ကိုပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက online ကြေညာချက်မှာဖော်ပြထားတာဖြစ်တယ်လို့သိရပါတယ်။ American နဲ့မြောက်ကိုရီးယားတို့လျှို့ဝှက်တန်တမန်အဆက်အသွယ်တွေကတိုက်ကြိုက်ပြုလုပ်ခဲ့ပြီးတဲ့နောက် American နိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြောက်ကိုရီးယားနိုင်ငံဆိုင်ရာအထူးတန်တမန် Joseph Yong ဟာပျုံယန်းကိုတွားရောက်ခဲ့ချိန်မှာ Wambia ကိုလွတ် ပေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်ဂျိုးဆက်ယွန်းဟာ 1BI ရဲ့မိသားစုဝင်တွေနဲ့အတူပျောက်ရမ်းကိုသွားခဲ့တာဖြစ်ပါတယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့နိုင်ငံရေးရာဌာနကတောမတ်ရှန်နွန်ကဂျွန်လ14ရက်နေ့ကဆိုးမြို့မှာသတင်းထောက်တွေကိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်ညပန်းနှိပ်စက်ခံရခြင်းအိတ်ဆေးအတိုက်ခံရခြင်းတို့ကြောင့် 1BI ဟာ2016မတ်လကတည်းကတတိမိမျိုးတဲ့ရောဂါဖြစ်ပွားခဲ့တာဖြစ်ပါတယ်လို့ 1BI ရဲ့မိဘတွေဖြစ်တဲ့ Fred နဲ့ Cindy တို့ကပြောကြားခဲ့ကြပါတယ် ဝမ်ဘီယာရဲ့အခြေအနေကတော့လက်ရှိမှာတိတ်အကောင်ကြီးမဟုတ်လာပါဘူးလို့ Fred Wambia ကဂျွန်လ14ရက်နေ့မှာ Fox News ကိုပြောကြားခဲ့ပါတယ်။ Wambia ကိုအလုတ်ကျန်းနဲ့ထောင်တန်း15နှစ်ချမှတ်ခဲ့တာဖြစ်ပြီးအခုလိုအမိန့်ချခဲ့တာဟာကျူးလွန်တဲ့ပြစ်မှုနဲ့ပြစ်ဒဏ်တို့ကိုင်ညီမှုမရှိဘူးလို့ American ကဝေဖန်ပြောကြားခဲ့ပြီးမြောက်ကိုရီးယားဟာ Wambia ကိုနိုင်ငံရေးလက်ကင်တုပ်အဖြစ်အသုံးချခဲ့တာဖြစ်တယ်လို့ American ဘက်ကပြောကြားခဲ့ပါတယ်။